တေမှုတေကင်းဆိုင်ရာစုံစမ်းစစ်ဆေးအရာရှိတွေဟာအလွန်မင်းယုံကြည်ရတဲ့သူတွေဖြစ်တယ်လို့တေဆောင်းအချင်းအကြောင်းရင်းကိုဆုံးဖြတ်ပေးရခြင်းတရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုလွှမ်းမိုးနိုင်ခြင်းတရားမျှတမှုပေါ်ပေါက်လာအောင်ကူညီပေးနိုင်ခြင်းစတာတွေကြောင့်မှုကင်းတစ်ခုမှာတော်တော်လေးအရေးပါလာသူတွေဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအရေးပါတဲ့သူတွေကိုယ်တိုင်ကအကျင့်ပြတ်ခြားစားလာတဲ့အခါမှာဘယ်လိုတွေဖြစ်လာကြမလဲ။ထိုင်လန့်ဘော်ရကောင်းစွာနဲ့ပဲဒီလိုအဖြစ်ပြက်တွေဟာတင်းတို့ထင်တာထက်တောင်ပိုပြီးများနေပါတယ်။ မင်္ဂလာပါ channel လေးကနေပြန်လေးကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့တင်းတို့ကိုတကဘာလုံးကိုအန်အသင့်တုံလုံးစေခဲ့တဲ့အကျင့်ပြက်ခြားစားမှုစုံစမ်းရေးအရာရှိတွေရဲ့အကြောင်းတချို့ကိုကျွန်တော်စူးစိတင်ဆက်ပေးတော့မှာပါဒါကြောင့်မလို့အစီအစဉ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့အရေးဆုံးအနေနဲ့အစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေကဲအစီအစဉ်ဖြစ်ပြီးဆိုရင်တော့စလိုက်ရအောင်ပါ ဒေါက်တာဒေးဗစ်ဆူတော်ဒေါက်တာဒေးဗစ်ဆူတော်ဟာတခါတုန်းကဆေးပညာနယ်ပယ်မှာရှုံကြီးမှုရဲ့သင်္ကေတတစ်ခုလိုတောင်ဖြစ်ခဲ့သူပါကန်တွန်ကောင်တီမှာတည်ဆုံမှုစုံစမ်းရေးစစ်ဆေးရတဲ့မှုကင်းအရာရှိအဖြစ်အချိန်ကြာမြင့်စွာလောက်ကင်ခဲ့တယ်လို့သူရဲ့တနာစာနာတက်မှုနဲ့ယိုတာဖြောင်းမတ်ခြင်းတွေကြောင့်ဇေဇူးနှစ်၄ခုကျော်ကြာကောင်းတဲ့အနေနဲ့ကြော်စောသူဖြစ်ပါလေလူအလေးစားခံအထရီဆရာဝန်နဲ့မှုကင်းဆရာဝန်တယောက်အနေနဲ့လူပါဝင်ခြင်းကိုအကျိုးပြုနေသူလို့ထင်မြင်ခံရပါတယ် ဒါပေမဲ့လည်းလူတွေယုံကြည်နေကြတဲ့ဒီမြန်မာဖုံးရဲ့နောက်ွယ်မှာတော့အန်တင့်စရာလှုပ်ဝှက်ချက်တစ်ခုကလည်းတဖြည်းဖြည်းနဲ့ပေါ်ထွက်လာခဲ့ပါတယ်။အဲဒါကတော့ဒေါက်တာဒေးဗစ်ဟာသူ့ရဲ့လှုပ်သက်တလျှောက်ဆေးဆက်တည်ကြသူခက်ခဲတဲ့မှုကင်းတွေကိုဖြည့်ရှင်းနိုင်သူအဖြစ်နာမည်ကောင်းရပြီးဆရာဝန်တဦးအနေနဲ့နှစ်ပေါင်းများစွာသူကူတာပေးခဲ့တဲ့လူနာတွေဟာမရေတွက်နိုင်ပါဘူး။ကမကောင်းစွာနဲ့ပဲအချိန်တွေကုန်လွန်လာတဲ့အမြဒေါက်တာဒေးဗစ်ကလည်းတကူရဲ့အကျိုးစီးပွားအတွက်သူ့ရဲ့လုံပိုင်ခွင့်တွေကိုအလွယ်တုံစာပြုမှုတာတွေရှိလာခဲ့ပါတယ်။ လူပြောအများဆုံးကတော့သူဟာ Ophia ဆေးဝါးတွေကိုလူနာတွေကိုတောက်သုံးဖို့တရားမဝင်ညွှန်ကြားခဲ့တာပဲဖြစ်ပါတယ်။ဒီလောက်ရဲ့အကြောင်းလူနာအများပြအန်ဒီရဲ့ကြုံတွေ့ခဲ့ရတယ်လို့သူရဲ့အခွင့်အာဏာအလွဲသုံးစားလုံးမှုဟာဒါတွေမကသေးပါဘူး။နောက်ဆက်တွဲစုံစမ်းစစ်ဆေးချက်တွေအရသူဟာဒီလိုလုံနေခဲ့တာနှစ်အတန်ကြာနေပြီဖြစ်တယ်လို့မက်ထရိုတုံးဆေးဝါးတွေညွှန်ကြားခဲ့တာကိုလည်းတွေ့ရပြန်ပါတယ်။ဒီလောက်ရတွေကသူ့အနေနဲ့ဥပဒေကတားမြစ်ထားတာကိုအရေးမဆိုင်မှန်းသိသာစေခဲ့ပါရဲ့။ဖန်စီခံရပြီးတဲ့နောက်ဒေါက်တာဒေးဗစ်ဟာလည်းပြင်းထန်တဲ့နောက်ဆက်တွဲတွေကိုရင်ဆိုင်ခဲ့ရပြီး တရားသူကြီးကတော့ဒေါက်တာဒေးဗစ်ကအကြိမ်များစွာတရားမဝင်စေးဝါတွေဖြန့်ပြူရောင်းချတယ်လို့ယူဆပြီးထောင်နဲ့တစ်နှစ်နဲ့တရက်ချားမှတ်လိုက်ပါတယ်။သူရဲ့ကြာဆုံးငန်းကဘယ်သူမှမထင်မှတ်ထားတဲ့ဖြစ်ရက်တစ်ခုလို့ဆိုနိုင်ပြီးဒါဟာလှုပ်ပိုင်ခွေအာနာရထားသူတွေအတွက်သတိပေးချက်တစ်ခုလို့ဆိုနိုင်ပါတယ်။အဲ့ဒီအပြင်သူရဲ့ဖြစ်စဉ်ဟာစေဘဆိုင်ရာရဲဝန်းမှာပုံမတင်ကြတဲ့စီစစ်မှုတွေလိုအပ်နေကြောင်းလည်းမိမောက်ထိုးပြခဲ့ပြီးဖြစ်တယ်လို့လူတွေကိုကူညီရမယ့်သူတွေဟာပုံကိုယ်ရဲ့အကျိုးမြတ်အတွက် တို့ရဲ့လုံပိုင်ခွင့်တွေကိုအလွဲသုံးစားအသုံးချတာမျိုးမဖြစ်စေဖို့လေလိုအပ်လာပါတယ်။ Stacy Khan Corollaro ပြည်နယ် Lease Villa ဆိုတဲ့မြို့လေးတစ်မြို့မှာ Stacy Khan ဆိုတဲ့အမျိုးသမီးတူဟာရေခဲတိုင်းနှစ်ခုပိုင်ဆိုင်သူလည်းဖြစ်ပြီးဒီလုပ်ငန်းကိုစီးပွားဖြစ်လုပ်ကနေသူပါ။ဒါပေမဲ့သူမရဲ့အဲ့ဒီလုပ်ငန်းနောက်ွယ်ကအဖြစ်မှန်တွေဟာမကြခင်မှာပဲပေါ်ပေါက်ခဲ့ပြီးဥပဒေနဲ့မညီတဲ့လောက်ရက်တွေကြောင့်သူမရဲ့အတိုင်းဝန်းကလည်းအတော်လေးစိတ်ပြတ်သွားခဲ့ရပါတယ်။ ဒီဖြစ်စဉ်ရဲ့အစကတော့2019ခုနှစ်ဒီဇင်ဘာလကဇုံနယ်တရွယ်ကခလီအသေးလေးမွေးခဲ့တာကြောင့်စိတ်ထိခိုက်ကြေကွဲရပြီးခလီငယ်ရဲ့ရုပ်အလောင်းကိုလည်းခန့်ရရေခဲတိုင်းမှာယုံကြည်စိတ်ချစွာအနံ့ထားခဲ့ပါလေ။ဒါပေမဲ့အဲ့ဒါရဲ့ရလက်ကတော့တုံလုံးဖွဲရအိမ်မဆိုးတစ်ခုနဲ့ရင်ဆိုင်လိုက်ရတာပါ။ဝမ်းနဲ့ကြေကွဲနေတဲ့မိဘတွေဟာသူတို့ခလီရဲ့အယိုးပြကိုပြန်ရဖို့မျှော်လင့်ခဲ့ပေမဲ့အဲ့ဒီအစားအယိုးပြထဲမှာအရွယ်ရောက်ပြီးသူတယောက်ရဲ့အစိပ်ပိုင်းတွေကိုမြင်တွေ့ခဲ့ရပြီးတခွဲကန်၃အချီတချို့နဲ့လက်ဝတ်ရေဒနာတချို့ကိုပါတွေ့ခဲ့ရပါတယ်။ ဒီတုံလုံးဖွဲ့တွေးရှိမှုကြောင့်ခန်းရဲ့ရေခဲတိုက်ကထိတ်လန့်ပေါ်ရအဖြစ်မှန်တွေပေါ်ပေါက်ခဲ့ရပြီးအဲ့ဒီရေခဲတိုက်ဟာလေးစားမှုကင်းမဲ့စွာနဲ့ပဲတေဆုံးသူတွေရဲ့အကျဉ်းချံတွေကိုရောနှောထားတာဖြစ်ပါတယ်။ဒါကျန်ရစ်သူမိသားစုဝင်တွေရဲ့စိတ်ခံစားမှုအပေါ်အကြီးကျယ်တက်ရောက်စေခဲ့တယ်လို့သူတို့ရဲ့ဝမ်းနည်းမှုအပေါ်ယုံကြည်မှုကိုအလွဲသုံးစားလောက်တာကိုပါထပ်မံခံစားစေခဲ့တာဖြစ်ပါတယ်။နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်အပြီးမှာတော့ Stacy Khan ကိုဥပဒေနဲ့မညီညွတ်တဲ့တကြုံမှုပြုလုပ်ကြောင်းဆွဲချက်တင်ခံလိုက်ရပြီးတရားသူကြီးကလည်းအပြစ်ရှိကြောင်းဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီပြင်သူမဟာစာတုံးသူကာကွယ်ရေးဥပဒေကြောင့်ငွေရံမှာချမှတ်ခံခဲ့ရပါတယ်ပြင်မှုကအတော်လေးစိုးရွားပေမဲ့လည်းတရားသူကြီးကတော့ပြုပြင်ထိန်သိမ်းရေးစခန်းမှာပြစ်ဒဏ်တစ်နှစ်ကြားခံဖို့နဲ့ငွေရံဒေါ်လာ9000ကြားခံဖို့ဆုံးဖြတ်ခဲ့ပါတယ်လူအများစုကတော့ဒီပြစ်ဒဏ်ဟာသူမရဲ့လောက်ရကြောင့်စိတ်ထိခိုက်တာနဲ့နှိုင်းရှင်တသက်လွန်နေဆိုပြီးလဲဝေဖန်ကြပါတယ်ဒီတော့ဒီဖြစ်ရဟာရုပ်အလောင်းတွေနဲ့ပတ်သက်ရတဲ့လုပ်ငန်းတွေမှာအလွယ်တုံးစားလုပ်မှုတွေလည်းရှိလာနိုင်တဲ့အကြောင်းညွှန်ပြနေတာပါ ပုံမတင်ကြတဲ့စီမင်းတွေလိုအပ်နေကြတဲ့မိသားစုတွေအတွက်သူတို့ရဲ့ထိရှာလွယ်အဖြစ်ဆုံးအခိုက်အတန့်ကိုအကာအကွယ်ပေးဖို့အတွက်ပုံမကောင်းမွန်တဲ့ကြီးကြပ်မှုတွေလိုအပ်နေတဲ့အကြောင်းသတိပေးနေကြတာလည်းဖြစ်ပါသည်။ Shannon Khan Shannon Khan ကတော့ Colorado ပြည်နယ် Lake Country မှာတည်ဆုံမှုစုံစမ်းရေးအရာရှိအဖြစ်လောက်ခံခဲ့သူဖြစ်ပြီးအတက်မွေးဝမ်းကြောင်းအလုပ်မှာအအံ့အပွေရအလှည့်ပြောင်းနဲ့ကျုံခဲ့ရတဲ့နောက်ထပ်တစ်ယောက်လည်းဖြစ်ပါသည်။သူရဲ့ဇနီး Stacy ကတော့ ရေခဲတိုင်းနှစ်ခုပိုင်းဆိုင်သူဖြစ်ပြီးရှန်နွန်းကလည်းရုပ်အလောင်းတွေကိုတလွဲစီမံခဲ့တဲ့ကိစ္စမှာပါဝင်ပတ်သက်ခဲ့သူပါ၂022ခုနှစ်ဒီဇင်ဘာလမှာတော့ရှန်နွန်ခန့်ကဒီဥပဒေနဲ့မညီညွတ်တဲ့တကြိုးမှုပြဿနာမှာသူ့ရဲ့ပါဝင်မှုတွေလည်းဝန်ခံလာခဲ့ပြီးသူစနီးရဲ့တရားမဝင်လုပ်ရက်တွေမှာကြံရပါဖြစ်နေတဲ့အကြောင်းပေါ်ပေါက်ခဲ့ပါတယ်။တေမှုစုံစမ်းရေးအရာရှိဖြစ်သူရှန်နွန်အနေနဲ့သူ့ရဲ့ပဝင်းကျင်ရဲ့အယုံကြည်ခံအာဏာပိုင်လူပုဂ္ဂိုလ်တဦးဖြစ်တဲ့ပေမဲ့သူ့ရဲ့လုပ်ရက်တွေကဥတီချက်လွှဲမှားနေခဲ့ပါတယ်။ ဒါကြောင့်မဲရုပ်အလောင်းတွေကိုလွယ်မစွာစီမံကိန်းတွေတရက်ပြဿနာနဲ့ဆက်ဆက်ပြီးဆွဲချက်တင်မှုအများပြကြုံတွေ့ခဲ့ရပါတယ်။တရားသူကြီးကလည်းဥပဒေနဲ့မညီညွတ်တဲ့ကြုံမှုနှစ်ခုအတွက်ပြစ်မှုရှိကြောင်းယူဆခဲ့ပေမဲ့ရုပ်အလောင်းအလွယ်သုံးစားပြုခြင်းအပါအဝင်တခြားသောဆွဲချက်12ခုကိုလစ်လူရှုသွားခဲ့ပါတယ်။ဒီတညမှုရဲ့နောက်ကွယ်မှာပြည်ထန် short pop ပေးအောင်ညှိနှိုင်းမှုတွေရှိနေပြီးဒါကလည်းအပြင်ကိုပြန့်နှံ့ပေါက်ကြားလာပြန်ပါတယ်။သူရဲ့ထောင်နှံ6လားဆိုတဲ့ပြည်ထန်ဟာလူအများစုရဲ့တန်တရားဝေမှုနဲ့ကြုံတွေ့လာပြီး အထူးသဖြင့်နေနာသူမိသားစုတွေဟာသူ့ရဲ့ပြည်တံနဲ့ပတ်သက်လို့မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ဒီဖြစ်စဉ်တွေဟာစာပနာဆိုင်ရာလုပ်ငန်းတွေမှာစီစီကြီးကြပ်မှုတွေအရေးတကြီးလိုအပ်နေကြောင်းမိမောင်းထိုးပြနေတာဖြစ်တယ်လို့အထူးသဖြင့်တေဆုံမှုစုံစမ်းရေးအရာရှိတွေလိုအခွင့်အာဏာရှိသူတွေအနေနဲ့တာဝန်ခံနိုင်စွမ်းရှိဖို့လည်းလိုအပ်ပါတယ်။ရှန်နွန်ခန့်ကိုပြည်တံလျှော့ပေါ်တာဟာပြည်မှုရဲ့လေးနက်ပုံကိုလျှော့တော်ခြင်းနဲ့ပြည်တံကျူးလွန်သူကိုထဲသွင်းစဉ်းစားခြင်းတွေပါဝင်တဲ့အကြောင်းပြသနေတယ်လို့ ကွဲလွန်သူတွေနဲ့သူတို့ရဲ့မိသားစုအပေါ်အာဏာတိုက်ရောက်သူတွေရဲ့အန္တရာယ်ပေးလာနိုင်ခြင်းနဲ့ပတ်သက်လို့ထင်ရှားတဲ့သတိပေးမှုတစ်ခုလည်းဖြစ်ခဲ့ပါသည်ကဲဆက်လက်ပြီးတင်းတို့အနေနဲ့မမေ့သေးတဲ့ယနေ့ခေတ်အလုံနေရာတွေတော်တော်များများမှာ CCTV ကင်မရာတွေတက်ထားတယ်ဆိုတာပါဒါပေမဲ့ဒီမူကင်းစစ်စေးအရာရှိတွေကတော့ဒီနေရာမှာကင်မရာတွေတက်ဆင်ထားမှမေ့လျော့သွားပုံရပါတယ်နောက်ဆုံးမှာတော့သူရဲ့အထက်လူကြီးတွေကလည်းဒါကိုမြင်တွေ့သွားခဲ့ပြီးတင်းတို့လည်းအဲ့ဒီအမျိုးသားဟာရုပ်အလောင်းတစ်ခုနာကပ်ရင်သူရဲ့အတွင်းကဘောင်းမီကိုတော့ချုပ်ဖို့စူးစမ်းနေတာမြင်တွေ့ရမှာပါ ဲ့ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်တယ်လဲဆိုတာသင်တို့ကလည်းတွေးမိနိုင်ကြပါတယ်ဒီလောက်ရဲ့ကြောင့်ပဲလက်ရှိမှာသူဟာထောင်နဲ့ကြားခံနေရပြီဒါကလည်းသူ့လိုလူမျိုးတို့အကောင်ဆုံးနဲ့အထိုက်အတန်ဆုံးမှုလို့ဆိုရမှာပါကဲဒီတော့သင်တို့ရောဒီပြည့်နဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်မြင်မိလဲဗျခေါ်မမှာပါဝင်ဆွေးနွေးပြီးသွားလိုက်ပါ Kenneth Douglas Ohio ပြည်နယ် Hamilton County မှာဒေတာတွင်ရေခဲတိုက်တစ်ခုကအလုံသမားတဦးရဲ့ဝန်ခံချက်ကြောင့်စိုးဝါလာတဲ့ထိတ်လန့်ပေါ်ရအမှန်တရားတရက်ပေါ်ထွက်ခဲ့ပါတယ် Kenneth Douglas ဆိုသူအမျိုးသားဟာ ဒီ county ကရေခဲတိုက်တစ်ခုမှာညာဆိုင်အလုံသမားတအုပ်ဖြစ်ပြီးသူ့ရဲ့ခြောက်ခြားပေါ်ရဲ့လှုပ်ဝက်ချက်တစ်ခုဟာလူအတိုင်းဝိုင်းတစ်ခုလုံးကိုတုံ့လှုပ်စေခဲ့ပါတယ်။သူဟာနှစ်ပေါင်းများစွာကြောင်ဒီလောက်ရက်ကိုလူမသိသူမသိကျူးလွန်ခဲ့တာဖြစ်ပြီးအားလုံးကတမန်အလုံသမားတအုပ်လို့သာထင်မြင်ခဲ့ပါတယ်။သူဟာ1980ခုနှစ်နှောင်းပိုင်းကလေးကအဲ့ဒီရေခဲတိုက်မှာစတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီးအဲ့ဒီကာလတွေမှာသူဟာရုပ်အလောင်းတွေကိုလေးစားမှုအရှိဆုံးဂယူအဆိုင်ဆုံးကင်တွယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ professional ဆန်တဲ့သူ့ရဲ့မျက်နှာဖုံးနောက်ွယ်မှာတော့ dot club က စုတွန်ကြောက်မဖွဲ့ရအမှောင်ပတ်ချံတစ်ခုတည်ရှိပါတယ်။နောက်ပိုင်းမှာတော့ဒေါက်ကလက်ကိုယ်တိုင်ကလည်းရုပ်အလောင်းတွေကိုလိမ်မန်းဆိုင်ရာရောစက်မှုတွေတွေးရှိဘူးတဲ့ဆိုပြီးဝန်ခံလာခဲ့ပြီးအမျိုးသမီး၁၀၀လောက်အထိကျူးလွန်မှုတွေလို့ဆိုပါတယ်။သူကမကြာခဏဆိုသလိုအရင်နိုင်မွေးစေးဝါတွေရဲ့လွှမ်းမိုးမှုအောက်ချက်ရောက်သွားတပြီးဒီလိုကျူးလွန်မှုတွေလှုပ်ဆောင်ခဲ့မိတယ်လို့တရားရုံးတော်ကတင်ပြတဲ့သူ့ရဲ့တသက်ထွက်ဆိုချက်မှာဝန်ခံထားတာဖြစ်ပါတယ်။ဒါကိုလူအများပြားလည်းမယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပြီးတရားခွင်ကကြားနာသူတွေအားလုံးလည်းသူရဲ့ထွက်ဆိုချက်ကြောင့်အန်အန်တင့်တုံ့ထုတ်ခဲ့ရပါတယ်။ ဒီဖြစ်ရဟာနေနာသူမိသားစုဝင်တွေနဲ့လူအတိုင်းဝန်အပေါ်တက်ရောက်မှုအတော်လေးကြီးမားခဲ့တယ်လို့ဒီလိုဆိုးရွားလာတဲ့လောက်ရတွေကိုဘလို့ကြောင့်များနှစ်ပေါင်းများစွာတိုင်အောင်သတိမပြုခဲ့ရတယ်ဆိုတာမစင်းစားတအောင်ဖြစ်ခဲ့ရပါတယ်။အသေးစိတ်အထောက်အထားတွေပါပေါ်ထွက်လာတဲ့အချိန်မှာတော့နေနာသူမိသားစုတွေကလည်းတုံ့ပြန်မှုပြုလုပ်လာခဲ့ပြီး2012ခုနှစ်မှာတော့ကျန်းရေးသူမိသားစုတွေလည်းနေနာသူတွေရဲ့မိသားစုဝင်တွေအတွက်တရားစွဲဆိုမှုတွေစတင်လာခဲ့ပါတယ်။ထင်ရှားတဲ့တသက်တွေကတခုကတော့ Douglas ရဲ့ DNA ဟာ Karen Rick ဆိုတဲ့ 1992ခုနှစ်မှာတည်ဆုံခဲ့တဲ့16နှစ်အရွယ်မိန်းကလေးတဦးရဲ့ရုပ်အလောင်းစီမှာတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒေါက်လတ်လည်းဖြစ်ရက်သုံးခုမှာပြစ်မှုထင်ရှားကြောင်းတွေ့ရှိခဲ့ပြီးပိုဆိုးတာကတော့တရက်ခွင်မှာပါနောက်ထပ်ဆိုးရတဲ့ကိစ္စတစ်ခုပေါ်ထွက်လာခဲ့တာပါ။အဲဒါကတော့ကောင်တီကတာဝန်ရှိသူတွေဟာဒီဖြစ်ရက်မှာသူတို့အနေနဲ့ဘာတာဝန်ယူစီရမှမရှိကြောင်းပြောလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့စစ်ထမအယူခံတရားရုံးကထုတ်ပြန်တဲ့သမိုင်းဝင်ဆုံးဖြတ်ချက်အရဒေါက်လတ်ကိုထိတိယောက်ကြီးချက်မှုမရှိခဲ့တဲ့ကောင်တီတာဝန်ရှိသူတွေရဲ့ပေါ်ဆမှုဟာလည်း ဒီအမှုမှာအရေးပါကြောင်ဆုံးဖြတ်ခဲ့ပါတယ်။ဒေါက်ကလဲရဲ့ဇနီးဖြစ်သူကဝန်ခံထွက်ဆိုလာတဲ့အချိန်မှာတော့အဖြေဟာပို့လို့တောင်ထင်ရှားလာပြီ။သူမှာခင်မွန်းဖြစ်သူရဲ့လောက်ရက်ကိုအာနာပိုင်နေစီတင်ပြခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ကောင်တီရဲ့တာဝန်ရှိသူတွေကိုယ်တိုင်ကလက်လူရှုထားတာဖြစ်ပြီးဒီလောက်ရက်ကြောင့်ကောင်တီရဲ့ရေခဲတိုက်ထဲကကိစ္စကိုတော့တာဝန်ရှိသူတွေကစစ်ဆေးအရေးယူမှုကိမန့်နေတဲ့အကြောင်းသိသာသွားစေခဲ့ပါတယ်။ပြောရရင်တော့ဒေါက်ကလဲရဲ့အမှုဟာသူတယောက်တည်းတင်အချင်းပြတာမဟုတ်ပဲတာဝန်ရှိအဖွဲ့အစည်းတစ်ခုလုံးဟာတရားမျှတမှုကိုလက်လူရှုနေတာဖြစ်ပါတယ်။ ။ဒါကြောင့်နေနာသူမိသားစုဝင်တွေကလည်းကောင်းတီအာဏာပိုင်တွေကိုအယုံကြည်မရှိတော့သလိုထိလွယ်ရှလွယ်ပြီးယုံကြည်မှုကိုအခြေခံရတဲ့လုပ်ငန်းတွေမှာတင်းကျပ်တဲ့စီဇက်ကြီးကြပ်မှုတွေလိုအပ်နေပြီဖြစ်ကြောင်းမိမောင်းထုတ်ပြခဲ့ပါရ။နောက်ဆုံးမှာတော့ဒက်ကလက်လည်းထောင်နဲ့ကြာခံသွားပြီးမဲ့သူ့ရဲ့လောက်ရကတော့နေနာသူမိသားစုတွေရောသူအတိုင်းဝိုင်းတစ်ခုလုံးကိုပါစိတ်ပိုင်းဆိုင်ရာထိခိုက်စေခဲ့တဲ့လို့ရှင်ခွဲယုံနေအပေါ်လူတွေရဲ့တန်တရားတွေကိုလည်းတိုးမြင့်လာစေခဲ့ပါရဲ့ဒေါက်ကလက်ကတော့အမျိုးသမီးရုပ်အလောင်းနှစ်လောင်းကိုထိပါဆော့ကားမှုကြောင့် စုစုပေါင်းထောင်နဲ့၃နှစ်ကြာခံရပြီးအလားတူပြစ်မှုနောက်တစ်ခုပါတွေးရှိခဲ့တာကြောင့်နောက်ထပ်၃နှစ်ပါတစ်ဆက်တည်းကြာခံရမှာဖြစ်ပါတယ်။တရားခွင်မှာတော့ဒရက်ကလက်ကနောင်နာယောက်ကြောင့်ဖော်ပြပေမဲ့သူတို့ကိုယုံကြည်မိခဲ့တဲ့နေနာသူမိသားစုဝင်တွေရဲ့နောင်တကိုတော့မမိနိုင်မှအသေးချာပါ။နောက်ဆက်တွဲတရားစီရင်ရေးတွေကတော့လောက်ဆောင်နေစေဖြစ်ပြီးသူတို့ရဲ့အခွင့်အာဏာကိုအလွဲသုံးစားလုပ်ခဲ့သူတိုင်းသူတို့ရဲ့လုပ်ရည်အတွက်တာဝန်ယူကြရမှာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ဒီကနေ့တင်ဆက်ပေးခဲ့တာတွေကတော့တစ်ကဘာလုံးကိုအံအသင့်တုံးလုံးစေခဲ့တဲ့ တာဝန်ရှိသူတွေရဲ့အကျင့်ပြတ်ခြားစားမှုလုပ်ရတဲ့ချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါအခုတင်ဆက်ပေးတဲ့အကြောင်းအရာနဲ့ပတ်သက်လို့တင်တို့ရဲ့ထင်မြင်ယူဆချက်တွေရှိမယ်ဆိုရင်လည်းခေါမမှာပါဝင်ဆွေးနွေးပြီးသွားလိုက်ပါအစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ